မင်္ဂလာပါအယောကြည်နယ်တွင်အစစ်မြစ်နီးပညာဖြင့်ရိုဘော့နဲ့နီးပညာအကြောင်း ပြောကြမယ်ရိုဘော့နှစ်ခွဲစိတ်ချင်းဆိုတာအရန်ခန်းတဲ့အရာလိုပဲဒါဟာအစစ်မြစ်တော့အဖျားခွဲစိတ်နီးပညာတစ်ခုပါအဓိကအဖြစ်မာစတာနဲ့ဂျုံစင်ဖြစ်ပါတယ်ကျွန်တော်တို့ခွဲစိတ်ဆရာဝန်တွေကမာစလာထစ်ပြီးရိုဘော့နဲ့စနစ်ကဂျုံထစ်ပြီးကျွန်တော်တို့ရဲ့လက်လွှာမှုတွေကိုဒါအတူယူပါတယ်ရိုဘော့နှစ်ခွဲစိတ်ချင်းရဲ့အကျိုးကျေးဇူးတွေကပုံမကောင်းမွန်တဲ့မြင်ကွင်း ပုံမကောင်းမွန်တဲ့ကြီးမားမှုနှင့်ပုံမကောင်းမွန်တဲ့တိကျမှုဖြစ်ပြီးဒါဟာရွရွအထက်ခွဲစိတ်နည်းပညာဖြစ်တဲ့ laparoscopy နဲ့နှိုင်းရှင်ရင်ပုံမကောင်းမွန်ပါတယ်။အယောကြည်နယ်တွင် robot နှစ်ခွဲစိတ်ချင်းကအလွန်ရှည်လျားတဲ့လမ်းကြောင်းကိုဖျက်တမ်းလာခဲ့ပါတယ်။အရေးကြီးတဲ့နယ်ပယ်နှစ်ခုမှာအဓိကအခန်းကဏ္ဍကိုထမ်းဆောင်ပါတယ်။တစ်ခုက prostate cancer ဖြစ်ပြီး robotic ကူညီမှုဖြင့်အပြင်းအထန် prostate တက်တမီခွဲစိတ်ခြင်းကရွှေစံနှုန်းကုသမှုဖြစ်လာပါတယ်။ ဒုတိယနယ်ပယ်ကတော့ကြောက်ကက်ကင်စာတွင် robotic ကအလွန်ကြီးမားတဲ့ကွဲပြားမှုကိုဖန်တီးပေးပါတယ်။သမိုင်းကြောင်းအရာကြောက်ကက်ကင်စာလူနာတိုင်းဟာကြောက်ကက်တစ်ခုလုံးကိုဖယ်ရှားရမယ်ဆိုတဲ့အခြေအနေမှာရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ robotic ခွဲစိတ်နည်းဖြင့်ကျွန်တော်တို့ကကင်စာပိုင်းကိုသာထိရှားပြီးကြံရှိတဲ့ကြောက်ကက်ကိုအလားတူထိမ့်သိမ့်နိုင်ပါတယ်။ robotic နည်းပညာဖြင့်ကျွန်တော်တို့ဟာရှုပ်ထွေးတဲ့ကြောက်ကက်ကင်စာများကိုပါခွဲစိတ်နိုင်ပြီးလူနာများအတွက်တဘာဝကြောက်ကက်ကိုထိမ့်သိမ့်ထားနိုင်ပါတယ်။ ကြောက်ကက်ကင်ဆာနဲ့ပရိုစတိတ်ကင်ဆာသာမကအယောကြည်နယ်ရဲ့အမျိုးမျိုးသောနယ်ပယ်များပင်မှာရိုဘော့နှစ်ခွဲစိတ်ကြီးကကွဲပြားမှုကိုခံတီးပေးပါတယ်။ရိုဘော့နှစ်ခွဲစိတ်ဆရာဝန်အဖြစ်လေ့ကျင့်ထားသောကျွန်တော်တို့ဒီ Apollo ဆေးရုံ Bernadette Landry အစီအမြင့်ဆုံး Dave Insight ဆေးရိုဘော့နှစ်စနစ်ဖြင့်ဝန်ဆောင်မှုများကိုပေးဆောင်နေပါသည်။စေစုကင်ပါရဲ့